ကရင်ပြည်နယ်လိုင်ပွဲမြို့နယ်ကရင်မျိုးသားစီယုံ KNU အောက်ချောက်နေမြေတွင်ဝင်ရောက်ကျူးကျော်တပ်ဆွဲထားတဲ့စစ်ကောင်စီခလေသေးစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KMA တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဘဟုကမတ်လ26ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ခလေသေးစစ်ကောင်စီတပ်စခန်းကို KMA ပူပေါင်းတပ်ဖွဲ့တွေကမတ်လ22ရက်နေ့ကစတင်ခဲ့ရာတရုံနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးမတ်လ25ရက်နေ့မှာအပီးပိုင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ခလေသေးစခန်းမကြရေးကိုစစ်ကောင်စီတပ်ဘက်က Jet Fighter တွေပါတုံးပြုတ်ပြီးပြန် ည်းတိုက်ခိုက်ခဲ့ပေမဲ့ KIA ဘက်ကဆက်မပြတ်ထိုးစစ်ဆင်တိုက်ခတ်မှုတွေကြောင့်ဆက်လက်တောက်ခံနိုင်တာမရှိတော့ပဲမတ်လ25ရက်နေ့မှာစခန်းသွင်းရှိစစ်ကောင်စီတပ်သားတွေဟာသူတို့ရဲ့လက်နက်ခဲယမ်းတွေကိုမိရှိုးပြစီပြီးစခန်းကိုစုခွာထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်။ခလေသေးစစ်ကောင်စီတပ်စခန်းကို KMA ကနယ်မြေစီးလင်းမှုလှုပ်ဆောင်နေတယ်လို့ KAU ဘဟုကထုတ်ပြန်ထားပါတယ်။ခလေသေးစခန်းရှင်းလင်းစေအတွင်မှာ စစ်ကောင်စီတပ်သား2ဦးရဲ့အလောင်းကိုတွေ့ရှိခဲ့ပြီးစခန်းသွင်းကလက်နက်ခဲယမ်းတွေနဲ့စစ်တောင်းဆောင်ပစ္စည်းတွေကိုတင်စီရမိခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ခလေသေးစစ်ကောင်စီတပ်စခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KMAA တပ်မဟာခွနဲ့လုံချုံရေးစစ်ကြောင်းတိုင်ရင်19တိုင်ရင်27တိုင်ရင်27နဲ့တိုင်ရင်24တို့ကပူးပေါင်းတိုက်ပိုက်ခဲ့ကြပါတယ်။ခလေသေးစစ်ကောင်စီတပ်စခန်းဟာ1989ခုနှစ်စက်တင်ဘာ22ရက်နေ့က ထိုင်းမြန်မာနယ်စပ်ဒေသထိုင်းချောက်ရေးရွယ်ချက်နဲ့တိစောက်ခဲ့ပြီးစခန်းတစ်ခုဖြစ်ကြောင်းစခန်းစတင်တိစောက်ခဲ့တဲ့ချိန်ကစပြီးဒေသခံပြည်သူလူထုတွေလှလစွာလှောက်ရှားသွားလာနေထိုင်လောက်ကင်စားတောက်ခွေကတ်တက်ခံခဲ့ရပါတယ်ခင်ဗျာ။